ုတ်ကဲ့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီစေအုပ်စုကဒီဒီလာဇန်ဩဂတ်လာဇန်ပိုင်းလောက်ကစပြီးတော့ဗောလေဒီပြပကနေကုံစီတင်သွင်းခွင့်ကိုတင်းကျပ်ထားတာရှိတယ်ဗောနော်အော်ဆိုတော့အခုလက်တလောအခြေအနေဗောလေဒီကုံစီတင်သွင်းမှုနဲ့ပတ်သက်ပြီးတော့ဘယ်လန်းချောင်းတွေကိုဘယ်လောက်ထိဘယ်လိုမျိုးကန့်သက်ထားတာမျိုးရှိမလဲရှင်ကျွန်တော်မြင်တော့ဒီပိတ်ဆို့မှုတွေကအင်တမရုံမှာကောင်းကြည့်တဲ့ဖြတ်လေးဖြတ်မှာကွန်ပီစီဖြတ်တော့ပိတ်ဆို့မှု မြို့သမီးလားစင်တုံးပစ္စည်းတောင်ပိတ်ဆို့တာလုပ်တယ်ပိတ်ဆို့ခံထားရတဲ့ဒေသတွေကတော့ပဲခူးမန္တလေးစကိုင်းနေပြီးတော့မွန်တနင်္သာရီနဲ့ကရင်လေးလို့ပြောလို့ရပါတယ် background ကိုပြောရရင်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဩကုလ12ရက်နေ့မှာတရားမဝင်ကုန်စည်တင်သွင်းမှုတွေကနေဝေကောက်ခံပြီးရတဲ့ငွေတွေကဒေါ်လာရေးပွဲတွေ EO တွေတဲ့ကိုပို့ပြီးတော့အင်အားတောင့်နေသွားစီတယ် ဒါကြောင့်တရားမဝင်ကုန်တယ်မှုတွေတိုက်ဖြစ်ရေးလို့လုတ်ဖို့ဆိုပြီးပြောခဲ့တဲ့နောက်တပတ်မပြည့်ခင်ဩဂုလ16ရက်နေ့မှာစစ်ကောင်မရှင်ဘက်ကထိုင်းအာဏာပိုင်နေနဲ့မညီနိုင်မဲနဲ့ထိုင်းကုန်ပစ္စည်းတွေအဓိကဝင်နေတဲ့လမ်းကြောင်းတွေဖြစ်တဲ့အမှတ်နဲ့တရားအပြင်အဲကာဂိုတွေပါပိတ်တာဖြစ်ခဲ့ပြီးတော့ပြည်တွင်းအချင်းချင်းပို့နေတဲ့ delivery တွေနော် Riot Express လို့ Ninja Van လို့စားတဲ့လုပ်ငန်းတွေ ရဲ့သကိုင်းပဲခူးနဲ့မန္တလေးတိုင်းတနင်္သာရီကရင်နဲ့မော်ပြည်နေပြည်တော်ကပစ္စည်းပို့ဆောင်မှုတွေကန့်တတ်လိုက်တာဖြစ်လာကန့်တတ်တဲ့ပစ္စည်းတွေထဲမှာဆိုလာလက်စစ်ပစ္စည်းအမျိုးမျိုးမီးစက်ဘက်ထရီမီးလုံးတက်ခဲဝိုင်ဂျိုဆိုလာပါဝါဘန့်လက်စစ်လက်စစ်စပိန်ဖြာလက်ကင်ပုံးသွားတိုက်စေးသွားလိုက်တန်းဆက်ပြပယုတ်လုံးပလတ်စတစ်ချင်းပုံခွက် လူကြီးတိုက်ပါအမျိုးသမီးလာစင်သုံးပစ္စည်းတ िश ူစားတဲ့လူသုံးကုန်နေအုံနုတ်ကြာစံခောက်ဆွဲဘစ်ကစ်ပဲငံညာကြီးကော်ဖီဈေးကော်ဖီမုန့်လက်ဖက်ချောက်အတင်တောက်နွားနို့ဒိန်ချင်းကြက်ဥချောင်းမဲလမင်းစားတဲ့စားတောက်ကုန်နေနောက်အနေရောင်ကြွကြွိနဲ့ထုတ်ထားတဲ့ပစ္စည်းတွေကျွန်ထက်တဲ့ပစ္စည်းတွေဒါတွေကိုတဲခွင့်ပိတ်ထားပြီးတော့တခြားပစ္စည်းတွေကိုတော့မှ 10kg အောက်ပဲတဲခွင့်ပေးတာမျိုးလား လုပ်ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်ဒီပစ္စည်းတွေကပြည်တွင်းကဒေါ်လာရင်းတက်ဖွဲ့တွေနဲ့အဲ့ဒီနယ်မြေကပြည်သူတွေကိုရောက်မဲ့ပစ္စည်းတွေဒါတွေကိုဖြတ်လေးပြတ်လုပ်ပြီးကုန်စည်စည်းစင်းမှုကိုပိတ်ဆို့လိုက်တယ်။နောက်ပြီးတော့ထူးခြားတာတရုတ်တရုတ်နယ်စပ်ကိုမပိတ်ပဲနဲ့ထိုင်းရဲ့တရဝင်ဂိတ်တွေဖြစ်တဲ့မြာဝတီတာချီလိတ်ထီကီမော်ဒန်ဘိန်းနဲ့ကော်တောင်ဂိတ်တွေမှာမှမြဝတီခေရဲ့အဓိကကုန်နေဝင်နေတဲ့အမှတ်နှစ်တရားကိုပိတ်လိုက်တာ အဲ့ဒါဘာလို့ညွှန်ပြလဲဆိုတော့စစ်ကောင်စီနေနဲ့ပြင်းပြင်းနဲ့မြောက်ရီမျိုးသူကနာမည်ကန်ထိန်းထားနိုင်တာနော်တကယ်တကယ်ကြတော့ဟိုကြားသောအော် PGF တို့လို့ EU EU ဝါတယ်ဒီဒီဒီအဖွဲ့တွေကထိန်းထားတာအဲ့တော့ तू ကဒီမှာရှိနေတဲ့အဖွဲ့တွေ तू နဲ့မတူတဲ့အဖွဲ့တွေနော်နည်းနည်းစိုးမိုးမှုအားရော့လာအောင် ါမှမဟုတ်ရင်ဒီဒေတာတွေကလူတွေစိတ်ညစ်ပြီးတော့ထွက်ခွာသွားတာမျိုးဖြစ်အောင်လုပ်ဖို့ကြိုးစားအဲ့ဒီဒေတာမှာထိုင်းမြန်မာကုန်သွယ်ရေးမှာအရေးကြီးတဲ့အာရှလမ်းမကြီးနဲ့ကုန်သွယ်ရေးလမ်းမတချို့ကိုဒီမျိုးသားစီယုံ KNU နဲ့မဟာမိတ်တပ်တွေပူးပေါင်းတပ်တွေနော်နောက်တခြားကရင်လက်နက်ကိုင်အဖွဲ့တွေကအပိုင်းပိုင်းလိုက်ထိန်းချုပ်တာတာပြင်ပြီးခဲ့တဲ့မေလကပဲ TV ကုန်သွယ်ရေးစခန်းကို KNU ကထိန်းချုပ်လိုက်တယ်။နောက် ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလိုင်းရဲ့ပင်မလမ်းကြောင်းဖြစ်တဲ့အရှက်လမ်းမကြီးကိုစစ်ကော်မရှင်ကအပြည့်အဝမထိန်ချုပ်နိုင်တဲ့အနေအထားမှာဒီလိုမျိုးကော်ပီစီပိတ်ဆို့မှုတွေလှုပ်လာ KNU ရဲ့ KNU နဲ့ EO တွေအခွန်ကောက်တာကိုထိန်းနိုင်ဖို့ကော်ပီစီအဓိကဝင်တဲ့လမ်းကြောင်းဒီအမှတ်နှစ်တရားကိုပိတ်လိုက်ဒါပေမဲ့ထိုင်းနဲ့ EO ကထိန်းချုပ်ထားတဲ့ဂိတ်ပေါင်းဘေးဂိတ်ပေါင်းပေါ့ထိုင်းနဲ့ဇက်တလျှောက်မှာ ဂိတ်ပေါင်းဂိတ်၄ပေါင်း54ဂိတ်ရှိတယ်။ဒါအဲ့တော့တောင်ရင်မြစ်တကြောမှာကွန်ပစ္စည်းတွေစီစဉ်မှုတွေကတော့ရှိတာပေါ့နော်။ဟိုပမာဏအများကြီးမဟုတ်တာတော့မှစီစဉ်မှုရှိတယ်။အဲ့တော့ဂိတ်ဂိတ်၄၀လောက်ကနေပြီးတော့ပစ္စည်းတွေဝင်တယ်။ဒါပေမဲ့ဒီပစ္စည်းတွေကဟိုအတွင်းပိုင်းပေါ့။ပါမညာကိုလွန်ပြီးတော့သွားဖို့ကတော့ခဲရင်တာမျိုးဖြစ်တော့အဲ့ဒီဒေတာတူတွေထိခိုက်မှုကပိုများပါတယ်။စကောက်ကြီးဘာအောင်ဖွင့်ထားပြီလဲဆိုတော့သူတို့ license ချပေးထားတဲ့ renown ကော်တောင်း renown တင်းနေတာကြီးရေလမ်းကြောင်း renown ကော်တောင်း renown ကွန်တိန်နာစနစ်နဲ့ပို့တယ်ဂိတ်တရားနေတော့ဒီပစ္စည်းတွေဝင်လာတော့ဖွင့်လာပြီလေစစ်ကောင်စီမှာဒီလိုလုတ်တဲ့အကြောင်းရင်းတစ်ခုတည်းမှာဝင်မခံတာတစ်ခုတော့ရှိတယ်အဲ့ဒါတော့သူနိုင်ငံခြားငွေသုံးတာ short ကျင်တာလည်းပါတယ်သူကစစ်တိုက်နေရတော့စစ်စိတ်ထောင်းတာကြောင့်ဒီလိုမျိုးကုံနေလဲဒီသူ့ရဲ့အဲစန်းကျင်ဘက်တွေအေဒေတာတွေအပြော့သွားအောင်လုတ်ပြီးလဲငွေမှာ30 short ချဆိုတဲ့နှလန်းသွားပေါ့လေဒါလုတ်တာ နောက် ပြီးတော့သူတို့ဒီငွေမှာအသုံးစရိတ်လျှော့တာရောပြီးတော့ဒီအဲတော်လရင်ဒေတာလူတွေကိုဖြက်လေးဖြက်ဟိုလှုပ်လှုပ်ချင်တာလဲပါတာပေါ့နော်ဒီတဲမှာဒီအပြည်တွင်းမှာရှိတဲ့လူတွေကပါဟိုလှိတ်ခံရတဲ့ပုံစံမျိုးပေါ့လေအပြီးတော့ဒီအပြည်ပကနေဒီသွင်းကုန်တွေကိုကန့်သက်ပြီးတော့ပြည်ထဲမှာပေါ့နော်ဒီစေုပ်စုရဲ့ဒီဝန်ကြီးချုပ်ဥညိုစောကပြောတာပေါ့လေဒီပြည်ထဲမှာများများထုတ်ဖို့ဟိုစီးတယ်ဆိုလို့ရှိရင်လည်းဟိုနေကြစီတွေများများစိုက်ဖို့စသဖြင့်ပြောတာပေါ့နော်ဒါပေမဲ့ အစင်းစားစရာတစ်ခုကဒီပြည်တဲ့ပြည်ရင်းထမ်းမှာအလောက်ကန်လဲခွင်လန်းလဲရှားပါနေတယ်ပြီးတော့ဒီလက်ရှိဆိုလို့ရှိရင်ရင်းနှီးမြုပ်နှံမှုတွေကလည်းထွက်ခွာနေတာပေါ့နော်ပြီးတော့နိုင်ငံတကာပိတ်ဆို့မှုတွေလည်းရှိနေတဲ့အခြေအနေမှာဒီဟာကအဖြေဖြစ်နိုင်သလားပေါ့နော်ဒီဟာကဘယ်လောက်ဖြစ်နိုင်ချေရှိလဲရှင်ဦးညူစောကတော့ဒါပြောလို့ရှိရသူကတော့ဒီမင်းအောင်လိုင်းရဲ့ပြောစကားတွေကိုပဲ့တင်တာထပ်တဲ့လူပေါ့နော်ဒေါ်လာနဲ့နိုင်ငံငွေအကျက်တဲ့ဆိုက်လာတဲ့အချိန်မှာမင်းအောင်လိုင်းကအစည်းအဝေးတိုင်းမှာလို့လို့ပြောတယ်အစိုးရဆက်ဆက်ကပြည်တွင်း ထုတ်လုပ်ဖို့အားမပေးဘဲနဲ့နိုင်ငံသွင်းကုန်တွေကိုမိကိုလွန်းနဲ့မူဝါဒကြောင့်ပို့ကုန်လုံးဝပြတာဆိုပြီးတော့အပြစ်တင်တဲ့ပြောစကားပေါ့ပြီးရင်သူကဒါအရင်ဆိုရလက်ထက်မှာစီမံခန့်ခွဲမှုတွေလွဲတာကြောင့်တချို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဆိုင်ရတယ်နော်ဒီရပ်တန့်ထားတဲ့ဆက်ယုံတွေကိုနိုင်ငံအတွက်အရှုံးမဲ့ဖြစ်စေတယ်ဒါကြောင့်ပြန်လဲရအောင်ဆောက်ရွက်မယ်ဆိုပြီးတော့သူကပြောလို့ရှိတယ်အမှန်တော့ တကယ်လက်တွေ့မှာအဲ့လိုမဟုတ်တကယ်လက်တွေ့မှာကဒီနိုင်ငံပိုင်းလုပ်ငန်းတွေဖြစ်တဲ့စက်ယုံတွေကအိုးမဆလာခစ်တွေကဒါပြည်သူပိုင်းစက်ယုံတွေအနေနဲ့ဖြစ်တော့ပြည်သူပိုင်းလုပ်ငန်းတွေပြည်သူပိုင်းစက်ယုံတွေဆိုတာမအောင်မြင်ဘူးเนาะအဲ့တော့နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာပြင်စင်စိမ့်နဲ့ဝန်ထမ်းလုပ်ကားတွေအားတကယ်တကယ်တိုင်းပြည်အတွက်ပြည်သူအတွက်ဝန်ထုပ်ဝင်ဖို့တောင်ဖြစ်သေးတယ်အဲ့တော့ဒီကထွက်တဲ့ပစ္စည်းတွေကလည်းဈေးကွက်မှာမရှင်းနိုင် နောက်ဈေးကွက်မှာရေသွေးရလည်းမမီအတွက်ချေရလည်းမကိုက်ဒါပြင်မဲ့ကုန်ချမ်းတွေမရှိတာအခြေခံစောင့်ဝင်တွေမရှိတာကြောင့်မလဲပတ်နိုင်တော့ NLD ဆိုရလက်ထက်မှာဒီစိတ်ယုံဒီတည်းကနေပြီးတော့ဒီလိုအခြေအနေမကောင်းတဲ့စိတ်ယုံတွေရပ်ဖို့ဆုံးဖြတ်ခဲ့တာအဲ့ဒီစိတ်ယုံတွေကထုတ်တဲ့ပစ္စည်းတွေကလည်းဈေးကွက်လိုအပ်ချက်ကိုမကိုက်တဲ့ပြင်သူကရောင်းမရတော့အမျက်မရှိပဲလာတိုင်းရှုံးတာအဲ့ဒါကိုဒီစိတ်ယုံတွေကိုလူကြောက်အောင်အလုတ်ကင်ခွင်လန်းဖန်တီးနိုင်ပြီဟိုဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ငွေတွေထတ်ချပြီး budget တွေထတ်ချပြီးထတ်ချပြီးနေတာကနောက်ဆုံးတော့လေတိုင်းပြည်ရဲ့အဲပတ်စံညားစားနေတာဖြစ်တာတကယ်တကယ်နိုင်ငံတော် budget အနှုတ်လက္ခဏာပြတဲ့အကြောင်းလေးမှာဒီဒီလုပ်ငန်းတွေဟိုအရှုံးခံတဲ့ set run နေတာအဲအဓိပ္ပာယ်မရှိဘဲနဲ့ run နေတာတွေပါတယ် ဒါမျိုးတွေကိုဆက်ပြီးတော့လည်းပတ်တင်တာမလည်းပတ်တင်လားဆိုတာသက်ဆိုင်ရာကြွန့်ကျင်တဲ့ပညာရှင်တွေเนาะဟိုဈေးကွက်ရှူတော့ဈေးကွက်ရှူတော့နေတွေ့ချက်မှုလို့တယ်ဒါမဲ့ဒီမင်းအွန်လိုင်းလက်ထက်မှာတော့သူကသူတိသူတန်းနဲ့သူကသူဆုံးဖြတ်သွားတာပြသလားသူတို့နားလေတာဥပိုင်ကမြန်မာပြည်ရာထုတ်တာမျိုးเนาะ Ruby Select ထုတ်တာမျိုးနောက်လမ်းလိုက်အဲ copy ထုတ်တာမျိုးလောက်နဲ့သူကစဉ်းစားတကယ်တကယ်ဒီလုပ်ကြရကြတော့ဈေးကွက်ကိုလဝကြီးအောင်ရတဲ့အကျိုး ကြောင်းတာဒါလေပတ်နေတာတကယ်တမ်းတော့ဈေးကွက်ကိုလွတ်လွတ်လပ်လပ်ရှင်ပြိုင်ခွင့်ရတဲ့နေသားဆိုအကုန်ပြုတ်ထွက်ကုန်။နောက်တရုတ်တို့ရုရှားတို့ဘီလာရုကဆက်ယုံနေလဲပတ်နေတာကြည်ပြီးတော့သူကပြည်တွင်းထုတ်လို့ရအပိမယ်ဆိုပြီးတော့ပြောတာ။အဲ့မှာလည်း250 60ဆက်ယုံတတန်းဆက်ယုံနေမစွန်သွားတဲ့ဆက်ယုံတွေပြန်ပြင်ခိုင်းပြီးအတင်းပြန်ဖွင့်ခိုင်းနေတာကတော့နောက်ဆုံးဘယ်သူတွေအကျိုးဖြစ်မလဲ။ဒီကနေပြီးတော့စားပေါက်တွေ့မလဲဆိုတော့စမှုဝန်ကြီးဌာနက ဝင်ကြီးတူဝင်ကြီးတွေညွန်ကြုတ်တွေဆက်နော်ဒီဆက်ယုံမှုတွေဟိုဒါစားပေါက်ပေးလိုက်တယ်လို့ဖြစ်တာပါတကယ်ဒါအလုပ်ဖြစ်ခြင်းတော့ပြီးသုံးလုံးပေါ့ public private partnerships ဆိုတဲ့အနေနဲ့ပုဂ္ဂလိကနဲ့ပေါင်းပြီးတော့အစိုးရ51ပုဂ္ဂလိက49ရာခိုင်နှုန်းဆိုတဲ့ဒီ partnership ပုံစံမျိုးနဲ့လုပ်ဒါတော့မှ ရလကောင်ဖတ်မယ်လို့တေချာပြောလို့တော့မရသေးဘူးเนาะဒါပြောလို့လဲဆိုတော့ဒီမှာပဲဘလို့လူမျိုးတွေကိုပေးมาလဲခရိုနီဝါဒကိုအာမပေးပဲနဲ့တကယ်အလုပ်လုပ်တဲ့လူတွေအဲဖြစ်ဖို့လဲလို့သေးတာတစ်ဖက်မှာလဲပြည်တွင်းထုတ်ကုန်တိုးတက်လာဖို့ဆိုတဲ့အခြေခံရေးကံမိကံနဲ့လှူတယ်မြန်မာပြည်လိုနေရာမျိုးတက်စစ်မီလမ်းမဆက်တွေမကောင်းမနဲ့အခုလိုအခြေအနေမျိုးလုံသားအင်အားရှားပါတဲ့ဂုံထုတ်မှုဈေးကကြီးတဲ့ခါကျတော့ ဖိပသွင်းကုန်တွေနဲ့ quality ဘိုင်းအရရှင်ဖို့ခက်တာဈေးနှုန်းအရရှင်ဖို့ခက်တာတွေဖြစ်တယ်။ဒါပေမဲ့ဒီစစ်ကော်မရှင်ကတော့ဒါပြည်တွင်းထုတ်ကုန်တွေတိုးတက်လာဖို့ MSME လုပ်ငန်းရှင်တွေဟိုချင်းငွေတွေထုတ်ချေးပေးတာမျိုးတွေသူရှိနေပေမဲ့ပြည်တွင်းစက်မှုလုပ်ငန်းတိုးတက်ဖို့ဆိုပြီးတော့ cycle ထုတ်တာတို့ solar jet ထုတ်တဲ့ဟာတို့လုံပန်းတာတွေကတော့အဓိပ္ပာယ်မဲ့ပါတယ်။ပြောဟိုတိုးချုပ်ပြောရရင်တော့ supply chain တိဆောက်ရသေးပဲနဲ့ လုံနေတာဒါလေတဲ့အိမ်ဆောင်နေတာပဲဖြစ်တယ်။ဆိုင်ကယ်လိုအမျိုးထုတ်တဲ့နေရာမှာသူ့ရဲ့အစိတ်ပိုင်းတွေပြည်ထဲမှာထုတ်နိုင်ဖို့တို့အခုကပြပကတင်သွင်းတဲ့ဟာတွေနော်အဲ့ဓာတွေကိုတတ်ဆင်တဲ့ဟာဈေးကွက်မှာတကယ်တကယ်ကြတော့အဝယ်လည်းမလိုက်ဘူး။ဒါမျိုးကိုဝကျုပ်တန်းရွှေလက်ထက်မှာကားတွေထုတ်တာမှလုပ်ဘူးရဲ့။ဟိုတောင်ကြီးအိတာဆက်မှုဆောင်ကထုတ်တဲ့ရှန်စတာချစ်တွေနောက်ပခုတ်ကူဆက်မှုဆောင်ကထုတ်တဲ့ဂျစ်ကားတွေ အဲ့ဒါတွေကနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဥသိမ်းစိန်လက်ထက်လည်းရောက်တော့အကြီးကျယ်ဆက်တဲ့ရောက်သွားတာအဲ့ဒါနဲ့ပဲအဆုံးသတ်သွားတာတိုင်းပြည်ရဲ့ဗန္ဒာငွေတွေစုံရှုံသွားတယ်အခုအချိန်ကတိုင်းပြည်ရဲ့အဓိက production ကိုမောင်းနှင်နေတဲ့စီးကစီးပွားရေးရဲ့ engine ဖြစ်တဲ့လူငယ်တွေကစစ်မှုထမ်းဥပဒေလို့အားမျိုးเนาะနောက်ပြီးတော့ PDF တွေဖြစ်ပြီးတော့စစ်တဲဝင်သွားတာနောက်အလောက်ကင်ရှားပါတော့ဘေးနိုင်ငံတွေထွက်သွားတာเนาะပြည်ပရောက်ကုန်တာ အဲ့တော့ဒီလိုမျိုးအရင်လူသားအရင်မြစ်ကြဆင်းနေတဲ့အချိန်မှာပြည်ရင်းထုတ်ကုန်တွေကကြဆင်းတာမဆန်းဘူး။ဒါကြောင့်လူငယ်10ယောက်မှ4ယောက်ကအချင်းနေပြီးနိုင်ငံ ပြည်မကိုထွက်ခွာသွားကြပြီ ဖြစ်တယ်လို့နိုင်ငံတကာလူငယ်များနေတော့ UNDP မြန်မာကထုတ်ပြန်ထားတာဖြစ်ပါတယ်။နောက်တစ်ခုကဒီနေဆက်ကနေပြီးတော့ဒီကုန်ပစ္စည်းတွေ သွင်းခွင့်မရှိတော့ဘူးဆိုလို့ရှင်မရရတဲ့နှီးနဲ့မှောင်ခိုနှီးလန်းနေတာရှိနေတာပေါ့နော်ခုနကတော့အစိုးပိုင်းကဆရာပြောသလိုဆိုလို့ရှင်ဒီထားမြန်မာနယ်စပ်မှာဂိတ်ပေါင်း54ခုကနေဂိတ်40လောက်ကဝန်းနေတာပဲလေဆိုတော့ဘလို့ဖြစ်ဖြစ်ဒီပစ္စည်းတွေကမရရတဲ့နှီးနဲ့အထဲကိုတော့ဝန်းနေမှာပဲပေါ့နော်အာဆိုတော့ဒီလိုမျိုးကိုပြပကနေအအထိကအားထားနေရတဲ့ကုံစီတွေတရဝင်ပေါ့လေသူတို့ပြောတယ်တရဝင်အပေါက်ကနေတန်သွင်းခွင့်မရတော့ဘူးဆိုလို့ရှင်နောက်ဆက်တွဲပေါ့လေဒီပြည်တွင်းမှာအကျိုးဆက်ဘယ်လိုမျိုးဆက်ရှိလာနိုင်မလဲရှင် ဒါနိုင်ငံကြီးကအာသူ့ရဲ့ view ကတော့သူရွေးကောက်ပွဲမတိုင်ခင်မှာဒီဒေါ်လာရေးပွဲတွေအင်အားအာချိနေသွားအောင်လုပ်မယ်ဒေါ်လာရေးဒေတာတွေအဲပြီးတော့မှအဲ့လိုမျိုးဒုက္ခဒုက္ခတွေသူ့ရဲ့အဲသူဟိုထိန်းချုပ်တဲ့သူနယ်မြေမှာရွေးကောက်ပွဲအဲလုပ်မယ်ပေါ့နော်အာယုံနေရသူ့ဘက်ကိုမရောက်လာအောင်ပေါ့အဲ့တော့ဒီရွေးကောက်ပွဲမတိုင်ခင် ဖြတ်လေးပြတ်လုပ်တဲ့အတွက်တွင်းကုန်တင်သွင်းတာတွေရော ြည်ရင်းကုန်စည်တင်သွင်းမှုကရတတ်မှုကြီးပါပဲမြမပြားပစ္စည်းရှာပါတဲ့ဟာဘက်ကိုရောက်ပါတယ်ဒီဘီလီယံနဲ့ချီတန်ဖို့ရှိတဲ့ twin twin ကုန်နေတရားဝင်ကုန်တွေလမ်းကြောင်းပိတ်လိုက်တဲ့အတွက်မောင်းခိုးလမ်းကြောင်းကကြီးထွားလာတယ်လက်တလောနေဇက်ကုန်တွေပိတ်ဆို့လိုက်တဲ့နောက်မှာထိုင်းဘတ်နဲ့ဒေါ်လာငွေအေးလဲနှုန်းမှကျပြီးတော့မြန်မာကျပ်ငွေတန်ဖိုးတက်လာပြီမဲ့ထိုင်းထုတ်ကုန်တွေက 90ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းတက်သွားတယ်။စင်ကဲရိုက်ခတ်မှုကတရုတ်ထုတ်ကုန်တွေကဈေးနှုန်းက20ရာခိုင်နှုန်းလောက်တက်သွားတယ်။အဲ့တော့ပါလဲဆိုတော့သဘောကပြည်သူတွေကဈေးကြီးကြီးနဲ့ပေးလို့ဆိုတော့ဝယ်စားနေရတာ။ဥပမာ Nescafe ဆိုရင်အရင်ကတပူကို3800နဲ့အခု4000ကျွဲ။ Baby Set 1လီတာဆိုရင်အရင်က8500နဲ့အခု12000။တချို့ပစ္စည်းတွေဆိုရင်ဈေးကြီးုံနဲ့မကဘူးဝယ်လို့မရတော့တဲ့။အဲ့တော့ ဒုက္ခရောက်တာများဆေးလို့မဖြစ်မနေတောက်ရတဲ့ပစ္စည်းတွေပြတော့ယောဂတဲ့တွေအာပိတ်ဟိုပိတ်လူမျိုးပါခံစားကြာတဲ့ကထိုင်းဘက်ကနေဝင်လာမယ်ကုံကားအစင်း6ဟောပိတ်မိသွားတဲ့အတွက်ပစ္စည်းတွေပျက်စီးတာနောက်ထိုင်းဘက်မှာကြံနေတဲ့အဲပစ္စည်းတွေဆိုလဲထိုင်းဥပဒေရတလားကြော်ရင်ပိန်ခံနိုင်တာနောက်ကိုရောင်ငန်းငါးကြီးစီးကြတာဒါကုန်တယ်တွေလဲအင်မတမ ြီးတဲ့အခက်အခဲတွေကြောင့်อ่ะဟောအထဲမှာပေါ့မန္တလေးကနေစကိုင်းကိုပစ္စည်းပို့ရင်မန္တလေးနယ်လုံးဝန်ကြီးထောက်ခံစာပါအဲ့တော့ဘာဖြစ်လဲနယ်လုံးဝန်ကြီးလို့ဆိုတဲ့လူတွေကအိတ်ကတဲ့ပတ်စံပို့ရောက်သွားတော့စကိုင်းဘက်ကတာမန်အရသာပြည်သူတွေနော်တို့မြောက်နယ်မြေတွေမှာပစ္စည်းပြက်လက်တာတွေကုန်စည်နှုန်းတွေအစမတန်တက်လာတာမျိုးတွေကြုံရနောက်ပြီးတော့ပြည်တွင်းမှာဒီလုပ်ငန်းပေါ်မှာမိတီပြီးတော့ အတောက်နေကြတဲ့လကားရောင်းဟိုဒီလကားရောင်းနေတဲ့သူတွေ online လုပ်ငန်းရှင်တွေเนาะသူတို့တွေကဒီအလောက်ကင်ခွင်လန်းနေတဲ့အချိန်မှာ online နေပြီးတော့အဝတ်တဲလာကုန်လူသုံးကုန်တွေကိုတန်းတိုင်းတစ်ပိုင်းရောင်းနေတဲ့လက်လီရောင်းတဲ့သူတွေပါအခက်တီကြုံတာတွေဖြစ်လာပါတယ်နောက်တစ်ခုကဒီဆရာပြောသလို အခုဒီကုံစီတွေကိုပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကြက်ငွေတန်ဖိုးကနည်းနည်းတက်လာတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့ကုံစီနှုံးတွေကဟိုဈေးကြီးလာတာပေါ့နော်ဈေးကြီးပေးပြီးတော့ဝယ်နေရတယ်ပြဿနာကလည်းဒီကုံစီနှုံးကတက်ပြင်းမကြတတ်တော့ဘူးဒါပေမဲ့ငွေဈေးကအချိန်နဲ့မျှပြောင်းလဲနေတာဆိုတော့ရေရှည်ခန်းစားမှာကဒီကုံစီနှုံးကြီးမြင့်မှုတန်ပေါ့နော်ဒါကလည်းဟိုပြဿနာကြီးတစ်ခုပေါ့လေဆိုတော့နောက်တစ်ခုကဒီ twin ကုံတွေကိုဘယ်ချိန်ထိဘလို့ကန့်သတ်ထားမလဲဆိုတော့မပြောနိုင်ဘူးပေါ့နော်အော်ဆိုတော့ တို့ရဲ့အဓိကရည်ပဲချက်ကဘာဖြစ်မလဲပေါ့နော်အပြည်သူတွေအတော့ကတော့ဒီကိစ္စကအကျိုးဖြစ်စေတယ်ကိစ္စမဟုတ်တာတော့သိကြတယ်ပေါ့လေစစ်ကောင်မရှင်ရဲ့ဒါသူကသူသူပြောတဲ့ရည်ပဲချက်ကတော့တွင်းကုန်ကတ်တတာဟာပြည်တွင်းထုတ်ကုန်တိုးလာဖို့အဲ့ဒီဘက်ကိုတွန်းတွန်းလာပေါ့လေဒါသူပြောတာဒါပေမဲ့တကယ်တကယ်အဲ့လိုမဟုတ်ပဲねနိုင်ငံငွေခန်းချောက်တာကို short ချနိုင်ဖို့ now EAO တွေအကျိုးဖြစ်တာကိုရောကြတော့ EAO တွေခေါင်းနေမရအောင် နောက်ဒီလိုလွတ်မြောက်နေမိတွေပညာဒေတာတော်ဒေတာတွေဒီလိုမျိုးအိုးနေတွေမှာတော်လန်ရေးအဖွဲ့တွေအားပြော့လာအောင်နှိတ်ကွနိုင်မှာသူကဒီချက်တွေနဲ့စဉ်းစားပြီးတော့လှုပ်သွားတာစစ်ကော်မရှင်နေနဲ့နိုင်ငံရင်းနှီးမြှုပ်နှံမှုထွက်သွားပြီးတော့နိုင်ငံပိတ်ဆို့မှုတွေဖြစ်တဲ့အချိန်မှာအာဏာသိမ်းကာလတခြားဒီဗဟိုဘဏ်နဲ့စီးပွားကုသန်းဝန်ကြီးဌာနပေါင်းပြီးတော့ဒေါ်လာနဲ့နိုင်ငံငွေထိန်းချုပ်ဖို့ လောက်တာရှစ်ကြိမ်နဲ့မနေရှိပါဘူး။ဒါကြောင့်လည်းနိုင်ငံငွေခံချောက်တာကိုထိန်းနိုင်ဖို့လို့ကျွန်တော်ပြောတာ။အဲ့တော့သူတို့သုံးခဲ့တဲ့နည်းတွေကိုကြည့်ရင်ဒေါ်လာတွေကိုဒေါ်လာ1800ဒေါ်လာ1850နဲ့2100နှုန်းနဲ့အတင်းဖိအားပေးပြီးလဲခိုင်းတာ။တွင်းကုန်ပါမစ်တွေမပေးတာ။ပို့ကုန်ရငွေတွေက25 95နဲ့30 80အချိုးတွေတွင်းခိုင်းတာ။မြန်မာငွေကိုမဖြစ်သင့်တဲ့ပမာဏအထိရိုက်ထုတ်တာဆက်နဲ့ရိုက်ထုတ်နေတာလေ။နောက်နေဇက်ဂိတ်တွေမှာ ေါ်လာဆယွန်ဘတ်တို့လိုငွေကြေးတွေတုံးပြီးတော့ကုန်သွယ်တာနဇက်ဂိတ်တွေမကြခဏပိတ်ပစ်တာစားတဲ့နီးတွေဟာကုန်သွယ်ရေးလူမှုနဲ့နိုင်ငံစည်းဝါးရေးကိုထိခိုက်တာတိတိတတ်တာဖြစ်တာဒါမဲ့မရောင်းနိုင်လို့ဆေးဥစွာဒါတွေပြူးဆိုင်တာမဟုတ်သူတို့အာနာမှာမြဲနေအောင်သူတို့ပဲအဲသူတို့အသက်ရှင်နိုင်အောင်အကောင်အောင်လုပ်ဖို့ပဲသူကစဉ်းစားတာ အဲ့ဒီဒီအဲ့ဒီနီလန်းနေတွေအခုနီလန်းကတော့တင်းကုန်နေပိတ်ဆို့ပြီးတော့တင်းကုန်လိုင်စင်နဲ့ချပေးတာအာဟိုသူကလှုပ်လိုက်တာပေါ့နော်ဒါတွေအေးအေးကမဟာပြူဟာမြောက်ဟိုလှုပ်တဲ့ဟာစစ်တပ်ကထိုင်းနေဆက်မှာတရားဝင်နေဆက်စခန်းရှိတာ6ခုရှိတဲ့တရားမြောက်ဒီလိုပဲအဓိကပြတ်မှတ်ထားတာဘာဖြစ်လို့လဲဆိုတော့မြောက်ဒီကုံသွယ်ရေးရဲ့အကျိုးမြတ်အများစုက PGF ပါဝင် KNU ကလည်းနဲ့ကိုင်အဖွဲ့တွေ ဒါရနေတာကြောင့်ဒါကြောင့်အခွန်မရနိုင်တဲ့နေဆက်ကုန်တွေကိုပြည်ထဲမှာဝယ်လိုအပ်ကြစင်အောင်သူမလုံနိုင်တဲ့အတွက် distribution source တွေကိုပါပိတ်လိုက်တဲ့အခါကြတော့ထိခိုက်တာကွန်တယ်ရဲ့လုပ်ငန်းတွေထိခိုက်ပြီးတော့နောက် EO တွေနဲ့ခွန်ကျော့သွားတာဒေါ်လာရင်းအင်အားစုတွေကိုဖြတ်လေးပြတ်သဘောနဲ့သူတိုက်နေပြီမဲ့လေကင်းဒီဒေတာဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ထိုင်းနဲ့ထိုင်းဘက်ကနေပြီးတော့ ကုန်စည်ဝင်ရောက်မှုတွေရရှိနေတာပါပဲ။နေဆက်ဒီမှာနေဆက်ဖြတ်ပြီးတော့ချင်းဘက်ဆိုလည်းအိန္ဒိယနိုင်ငံဘက်ကရခိုင်တို့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကဒါရနေတာတော့ရှိနေတာပါ။အဲ့တော့လုံးလုံးပြတ်တောက်သွားဖို့ကတော့မရှိဘူး။ရှားပါတာဟိုဈေးကြီးတာတွေကတော့ဖြစ်မယ်။အခန်းအရာသုံးကတော့ဟိုအတွင်းပက်ကြတယ်အညာပေါ့။အဲ့တော့အခုဆိုရင်အညာမှာလားစင်သုံးပစ္စည်းတစ်ထုပ်ကို1000လောက်ပေးဝယ်နေရတယ်။ เนาะအဲ့ဒါကဒီဒေသလူတွေဘယ်လောက်တောင်းခံနိုင်မလဲဒါဒီပုံမှာတော့ဟောဒီပုံမှာမူတည်တယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်အဲမြန်မာလူတို့ကစင်းရဲမှုတွေကိုကြမ်းကြမ်းခံနိုင်တဲ့အစဉ်လာရှိပါတယ်စစ်တပ်ရဲ့ရီမန်းချက်တွေမှာသူတို့ဗန္ဒာရေးအေးတောင့်တင်မှုသူတို့လုပ်တယ်စစ်ကောင်မရှင်နေနဲ့ပြည်တွင်းမှာပစ္စည်းတွေဖမ်းဆီးတာဒီဇိုင်းမမတ်လုပ်တယ်၃နှစ်ကျော်ကာလတည်းမှာသူ့အတွက်ရသွားတာအလုံးပေါင်း အမေရိကန်ဒေါ်လာ315တန်ဘူလောက်ရှိတယ်။ကျပ်ငွေနဲ့ဆိုရင်တော့63ဘီလီယံဘူပေါ့။နောက်မြောက်ဒီဒီဂိတ်ပြင်နေဇာလန်ကျောင်းကသွင်းလာတဲ့ကုန်ပစ္စည်းတွေကားတွေကိုဖမ်းတာကနေပြီးတော့ဩဂုတ်လ15ရက်ကနေ25ရက်နေ့အထိမှာပဲကျပ်သိန်း3300 3900 300လောက်ရှိတဲ့ပစ္စည်းတွေတင်စီရမိတယ်လို့သူတို့ဘက်ကနေထုတ်ပြန်တာရှိတယ် အဲကာဂိုတွေပိတ်တာကြောင့်ဘင်းကုန်လမ်းတွေမရှိဘဲနဲ့ online shopping လုပ်တဲ့သူတွေကိုစစ်စစ်ချင်တာမို့လို့သူတင်းကျပ်လိုက်တာအရင်တော့ကလည်းဒီ online စီးပွားရေးလုပ်ငန်းတွေရောင်းနေတာကိုသူမှတ်ပုံတင်ခိုင်းတာလုပ်ပေမဲ့တကယ်တမ်းမှာဘယ်သူမှသွားပြီးတော့မှတ်ပုံတင်တာမလုပ်ကြဘူးဒါကလည်းမှတ်ပုံတင်ဖို့ခက်တယ်မှတ်ပုံတင်ဖို့အတွက်မကြိုက်တာပေါ့နော်ကိုလုံနေရတဲ့ဟာနဲ့ပမာဏနဲ့တကယ်ဒီလိုမျိုးလုပ်တယ်ဆိုတာတိ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 လေး ဲ့တော့အခုကဘာဖြစ်လဲ online shopping သမားတွေကအယောင်ခဏရက်တာဒါမဲ့အဲဒီအကောက်ခွန်ကစစ်ကော်မရှင်ကတော့အကောက်ခွန်တွေတိုးတာတွေလုပ်တယ်အော်ကလ28ရက်နေ့မှာပဲအဝိတဲ့အိတ်အလားကောင်ဖနက်နိုင်နဲ့ချောကလက်ဒီပစ္စည်းတွေကို license မလိုဘဲနဲ့အကောက်ခွန်30ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းကုန်900ရာခိုင်နှုန်းပေးဆောင်ပြီးလုပ်နိုင်ပြီလို့လည်းထပ်ပြီးထုတ်ပြန်လာတာရှိတယ်။အဲ့တော့ စစ်ကော်မရှင်ရဲ့ရည်မှန်းချက်တွေကတော့အလုံးစုံ အောင်မြင်ခြင်းမှအောင်မြင်မှာဖြစ်ပေမဲ့အညာလိုဒေတာမျိုးမှာကုန်စည်နှုန်းတွေတအားမြင့်တာနောက်ဒေါ်လာရင်းတက်ဖွဲ့တွေပေါ်ဖိအားပေါ့ပစ္စည်းတွေရှားလာတာအဲ့ဒီလောင်စာကြီးတွေရှားပါလာတာမျိုးဟိုအကြက်ခက်ခဲဖြစ်လာတာမျိုးတွေဖြစ်နိုင်တယ်။နောက်စစ်တပ်ဘက်မှာတစ်ဖက်မှာဒီကုန်ပစ္စည်းတွေဖမ်းပြီးတော့ငွေငွေရတာတွေတိုးလာနိုင်တယ်။နောက်ဖက်မှာစန့်ကျင်ဘက် ကျိုးကျေးဇူးတွေအေကိုဖြစ်လာနိုင်တဲ့ဖြစ်နေတဲ့အနေအထားတော့ရှိပါတယ်ဘလောက်ထိလူလူအနေနဲ့တောက်ခံနိုင်မလဲဆိုတာဟာကျွန်တော်တို့မေးကွန်းပါပဲဗျဒီစစ်ကော်မရှင်တပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီတော်လရေးတပ်ဖွဲ့တွေမှာဟိုဘယ်လိုပြောမလဲကုန်စည်စည်းဆဲမှုတွေကိုအဓိကပိတ်ချန်တာပေါ့နော်အဲ့မှာအဲပြည်သူတွေကရောရောင်ပြီးတော့လည်းပင်ညှက်ခံထိတဲ့ပုံစံမျိုးပေါ့လေကျွန်တော်ဟုတ်ကဲ့ဆရာဒီတပတ်ဆွေးနွေးမှုကိုဒီမှာပဲရန်နာလိုက်ရအောင်ပါဆရာ နောက်တစ်ပတ်တွင်ပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင့်လောကောမီဒီယာတွေဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။